တောက်နေတာဗောနောက်ပိုင်းနှဲကြော်ကြော်လောက်ကြာကွတေးလဲတေးပြီစီလို့နောက်လှုပ်လဲတေးပြီစီလို့အားလုံးပိတ်မောင်ပိတ်နေတာဗောအလင်းအောင်တစ်ချက်မှမရဘူးဒါပေမဲ့ကျွန်တော်ကတင်တိုင်းတချောင်းရတဲ့အတွက်ကြောင့်အဲ့ကတင်နဲ့ကတင်တိုင်းနဲ့တော့နိုင်ရန်နေဦးဟိုဗောကူညီဖို့တော့ကျွန်တော်နေတိုင်းအဲ့ဒါတော့ပုံမှန်ထုတ်တယ်ပုံမှန်အချက်ပေးတယ်ဗောပုံမှန်ချက်ပေးတဲ့ဘေးကလူတွေကအပြင်ကတော့ဘယ်မကြဘူးဗောမကြတော့အဲ့တယောက်တည်းပဲအဲ့ ကိုယ့်ရဲ့ဟိုပါပေါ့ဟိုပေါ့ကျင်ရေပေါ့စီးရေပေါ့စီးနေပဲအဲ့ဒီ overdent နဲ့ဖြောဖြောတောက်ရင်းနဲ့အခုလိုအတက်9ရက်လောက်ကြာသွားတာပေါ့9ရက်လောက်ခံလိုက်ရတာပေါ့ခံတဲ့ချိန်မှာအဲ့ဒီနေ့ကတော့နောက်ဆုံးပေါ့ကိုရီမန်းချက်တစ်ခုတော့ထားလိုက်တာငါတော့စိတ်လျှော့လိုက်မယ်လို့ကဲမဲ့လူလည်းမရှိတော့ဘူးလို့မိသားစုတွေကလည်းတရားဝိတိုင်းကတော့မန်းလေးကိုတက်လာတယ်ဟိုတယ်ကဘာမှဟိုဘယ်လိုကမကယ်ပေးတဲ့ခါကျတော့သူကအဲ့ဟိုတယ်ကြည့်ပြီးတော့ပဲအကုန်လုံးရွာကိုပြန်လာကြတယ် 6ယောက်ဖြစ်တော့ရွာမှာရက်လက်တွေပါလုံနေတယ်လုံတဲ့အချိန်မှာညနေ9နာရီခွဲ6နာရီလောက်ကြတော့ကျွန်တော်အသက်ပြင်ဆင်လာရပါတော့နော်တကယ်သေးပဲလူတွေလာလို့မှဆန်းလွင်အသက်ပြင်ဆင်လဲဆိုတော့ဒီမှာမနေ့ပြန်ရက်လက်အားနဲ့နောက်နေ့ကြတော့အာရက်လက်ကတော့အညာမန်တက်တွေပါထိုးပြီးတော့အလူမန်တက်ကြီးလောက်လိုက်ရတာပေါ့ရက်လက်မန်တက်ကတော့အလူမန်တက်ကြီးလောက်လောက်ပြီးတော့အဲ့မနေ့ကြတော့ကျွန်တော်အတွက်ပဲလူပေါ့အလူကြီးလောက်ပေးလိုက်တယ်